ားလုံးမင်္ဂလာပါရွှေလိုင်းလက်ထွန်းကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုကျွန်တော်ဒီရက်ပိုင်းမှာပေါ့နော်ကျွန်တော်စီရောက်တဲ့ power station brand အသစ်တွေထဲမှာဒီ1100ဝက်ဝင်းကျင်ထဲမှာကျွန်တော်သဘောကျနေတဲ့ brand လေးတစ်ခုရှိတယ်အဲ့ကောင်ကျွန်တော်တို့ရှိမှမြင်နေရတယ် Confluon ကနေတစ်ပတ်ရှိလာတယ်ကျွန်တော်တို့ CN07 ကျွန်တော်တို့1200ဝါပါဝါဆွေရှင်အမျိုးအစားလေးပဲဖြစ်ပါတယ်ဟို high frequency ကိုကြိုက်တဲ့လူလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီ1100ဝါဝင်းကျင်မှာ ကျွန်တော်တို့ low frequency တိုင်း inverter ကိုဘာလို့ကြိုက်လဲဆိုတော့အဓိကအားဖြင့်ကျွန်တော်တို့လောက်ပို့သုံးကျင်တဲ့ customer တွေနည်းနည်း heavy load လေးတွေလောက်ဆွဲပြီးတော့မှအသုံးပြုကျင်တဲ့ customer တွေအတွက်ဆိုရင်ကျွန်တော် low frequency inverter တွေကအမှန်တန်အဆင်ပြေတယ်။အဲ့အတွက်ကိုကျွန်တော်ဒီကောင်းကိုသဘောကျတယ်ပေါ့နော်။နောက်တစ်ခုကဘို့ကတော့12 volt system နဲ့လာတာပေါ့။ကျွန်တော်25.6 volt system နဲ့လာတာပေါ့နော်။ဆိုတော့ 12ဒီဇိုင်းကျွန်တော်24 25ကပို့ပြီးတော့မှလှုပ်ဆွဲတဲ့ဒဏ်ကိုပို့ပြီးတော့မှခန့်နိုင်တယ်ဒါအားသာချက်နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ဆိုလာအဝင်ကို820ဝက်အထိကိုပေးထားတယ်ဆိုတော့လူချင်းမင်းတို့အနေနဲ့ဆိုလာနဲ့တော့ပြပြီးတော့မှသုံးမယ်ဆိုလဲဓာတ်ရိုက်သုံးလို့ရတယ်ဘာလို့လဲဆိုတော့သူ့မှာ MPPT controller bit in ပါပြီးသားပေါ့เนาะကျွန်တော်တို့30 ampere maximum ကျွန်တော်တို့60 volt အတွင်းကို30 ampere maximum ပေးထားတာဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ solar ကိုကျွန်တော်တို့990 620 920ကြိုက်တဲ့ solar သုံးကျွန်တော်တို့ တစ်ချက်အသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ထောင်းနေအဝိုင်းအင်ပါတာမှာတော့ကျွန်တော်တို့ဆိုလာက960သုံးဖို့600ကျော်တစ်ချက်လောက်နဲ့အဆင်ပြေတယ်ပေါ့နော်အဲ့တော့လူချမင်းတို့နဲ့ဆိုလာနဲ့တွဲပြီးပဲသုံးမလားသုံးမဟုတ်ကျွန်တော် EPC မီးနဲ့ပဲသုံးမလားနည်းနည်းလေးတွေလောက် ampere ပိုဆွဲတဲ့ဟာလေးနဲ့သုံးဖို့အတွက်အဲရှိသလားအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရှေ့မှာမြင်နေရတဲ့ DCN07 လေးကကျွန်တော်လူကျမန်းတို့အတွက်ဖြစ်ပါလိမ့်မယ် ဘာလို့လို့ကျွန်တော်သဘောကျလဲဆိုတော့နောက်ထပ်အချက်တစ်ခုကဈေးနှုန်းအနေနဲ့ကျွန်တော်16သိန်းခွဲပဲရှိတယ်ဆိုတော့ဒီဈေးတန်းဝင်ကြမှာဆိုရင်ကျွန်တော်တို့တော်တော်လေးကိုသုံးပြော်တဲ့ inverter type power station အမျိုးအစားထဲမှာပါတယ်ပေါ့နော်သူရဲ့ design မှန်းကိုကျွန်တော်တစ်ချက်ပြမယ်ဒါကသူရဲ့အရှိဘက်ကဘေးဘက်က design ကျွန်တော်လက်ကင်ဂိုင်းလေးနဲ့လာတယ်ဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ EBC နဲ့အာသွင်းနဲ့ချာဂျင်ကြိုးတစ်ခုပါတယ်ဒီကောင်လေးနဲ့ကျွန်တော်အာသွင်းလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့အောက်ပေါ်နှစ်ပေါက်ပါတယ်လွယ်လင်းတကူပဲ plug in play ထိုးသုံးလို့ရတယ် TV ပန်ကာအဲဂိုလာနောက်တစ်ခုကျွန်တော်တို့အိမ်ဒီမှာတခါတလေထမင်းချက်ကျင်တာပဲဖြစ်ဖြစ်အဆင်ပြေတယ်နောက်တစ်မျိုးကကျွန်တော်တို့လုပ်ငန်းသုံးကျင်တဲ့ customer logistics နဲ့တလဲကျွန်တော်တို့တစ်ထောင်ဝတ်အောက်ဝန်းကျင်1200ဝတ်အောက်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေသုံးမယ်ဆိုရင်ဒီကောင်လေးကလှုပ်ဆွဲတဲ့ဒဏ်ကို low frequency type ဖြစ်တဲ့အတွက်တခြားသော power switching တွေကိုပို့ပြီးတော့မှခံနိုင်ရရှိပါလိမ့်မယ်ဒါတော့သူ့ရဲ့ဘေးဘက်အပိုင်းပေါ့နော်နောက်ပြီးတော့မှသူ့ရဲ့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ solar အဝင်အတွက်ကို MC4 connector နှစ်ခုနဲ့တခါလေးလုပ်ပေးထားတယ်ဆိုတော့လူကျမတို့အနေနဲ့ ဆိုလာဘက်ကနေပြီးတော့မှဓာတ်ရိုက်ချင်းဆက်ပြီးတော့မှလည်းအသုံးပြုလို့ရပါလိမ့်မယ်ခင်ဗျရှေ့ဘက်ကတော့ကျွန်တော်တို့ display တစ်ခုနဲ့လာတယ်ပေါ့နော်လောမှာမျက်နှာပြင်ဖြူရောင်ကြီးရဲ့အလဲထဲမှာကျွန်တော် wide display တစ်ခုနဲ့လာတယ်ပေါ့နော်ဆိုတော့လူကြမ်းတော့အနေနဲ့အဆင်ပြေပြေအသုံးပြုလို့ရနိုင်တဲ့မျိုးစားဖြစ်တယ်ကျွန်တော်ရှေ့မှာအာပစ္စည်းတွေကျွန်တော်အများကြီးမရအောင်လက်ရှိကျွန်တော်စီမှာလည်းအလုံး9လုံးဝန်းကျင်လောက်ပဲရမယ်ဆိုတော့အာပစ္စည်းကတော့ကျွန်တော် limited stock ပါဆိုတော့လူကြမ်းတော့အနေနဲ့အဲဒီကျွန်တော်ပြောတဲ့အချက်လက်တွေနဲ့ကိုက်ညီတဲ့ brand တစ်ခု ရှာနေရဆိုရင်ကျွန်တော်ဒီ confluence in 07လေးကအမတန်အဆင်ပြေတယ်နောက်ထပ်တစ်ခုကကျွန်တော် pipe system ပါတယ်ဒီကျွန်မတို့အနေနဲ့အာသွင်းထားပြီးတော့မှတစ်ဖက်မှာ output ထုတ်သုံးကျင်တာပဲဖြစ်ဖြစ် solar နဲ့ dry light သွင်းပြီးတော့မှတစ်ဖက်မှာ output ထုတ်သုံးကျင်တာပဲဖြစ်ဖြစ်ဒီဘိုင်းနေလည်းအမတန်အဆင်ပြေတဲ့အမျိုးအစားလေးပဲဖြစ်ပါတယ်ကျွန်တော် randy 1ရေးပေးထားတယ်ဈေးနှုန်းကကျွန်တော်18သိန်းခွဲပါကျွန်တော်တစ်ချက် display လေးကိုတစ်ချက်ဖွင့်ပြပေးတော့ပါမယ်သူ့ရဲ့ဘေးမှာကျွန်တော် main switch လေးပါတယ်ကောင်းလေးဖွင့်ပြီးရင်သူ့ရဲ့အောက်မှာကျွန်တော်တို့ဒီမှာခလုတ်လေးပါပါတယ် ်ဒါလေးတစ်ချက်ဖွင့်လိုက်မယ်ဆိုရင်ကျွန်တော် display ဘိုင်းကိုကြည့်လို့ရပြီပေါ့နော် display မှာလူကြီးမဲ့တော့3နဲ့1ဘလောက်3နဲ့ဆိုတာကြည့်လို့ရမယ်တို့ရဲ့ဘေးမှာ solar အဝင်ဘလောက်ဘို့ဘလောက် ampere နဲ့ဝင်နေဆိုတာကြည့်လို့ရမယ်စားတဲ့အသေးစိတ်အချက်လက်တွေအစကြည့်လို့ရတယ်ကျွန်တော်တို့ CN07 အမျိုးအစားလေးပဲဖြစ်ပါတယ်တကယ်လူကြီးမင်းတို့အနေနဲ့ဆိုင်မာလာကိုကြည့်ရှုပြီးတော့မှဝယ်ယူချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဆိုင်လေးစာလမ်း80 40 41ကြားမန္တလေးမြို့မှာလာကိုကြည့်ရှုပြီးတော့မှဝယ်ယူလို့ရတယ် နိုင်ငံနေမှာဟုတ်ကျင်တဲ့ customer လူချင်းမဲ့နေအတွက်ဆိုတော့ကျွန်တော်ငွေလဲရောက်တာနဲ့ကားတင်ပေးပါရခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအကယ်လူချင်းမဲ့နေနဲ့ໃຈနေတတ်တယ်ဆိုရင်ကျွန်တော်စီအမြန်ဆုံး hello လေးလောက်ဖို့လဲကျွန်တော်အဲကြံပြုကြပါတယ်ဘာလို့ဆိုတော့ PC အရေးတော့ကကျွန်တော်စီမှာခုနှစ်လုံးမဲ့ရောက်ထားလို့ပါဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ